ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမိတ်ဆွေများကိုမျှဝေပေးခြင်းနဲ့ဓမ္မလက်ဆောင်ဓမ္မပုဒ္ဒရကဗာလဲဆိုရင်သူတို့တွေဆရာတော်ဘုရားကြီးရဲ့ဩဝါဒတွေကိုပြောတာလည်းကြားတယ်အဲ့တော့ဒီကနေ့ကျွန်တော်ဆရာတော်ဘုရားကြီးရဲ့ဆုံးမဩဝါဒတွေကိုဆုံးမဩဝါဒစကား၃ခုကိုဒီကနေ့ဓမ္မမိတ်ဆွေများကိုမျှဝေပေးပါမယ်အဲ့ဒီစကား၃ခုအမှန်တမ်းလေတန်ဖိုးရှိတဲ့ဘုဘဝအတွက်လေအတိတ်ပဲရှိရဲ့ ဒါကြောင့်ဆရာတော်ဖျားကြီးရဲ့ဩဝါဒစကားသုံးခုကိုဒီကနေ့ဓမ္မမိတ်ဆွေများကိုမျှဝေပေးပါမယ်။ဆရာတော်ဖျားကြီးကနံပါတ်1အနေနဲ့ဗာမိတ်ထားတဲ့ဆိုရင်တမာရီကြီးကြီးထားပါတဲ့။အဲ့ဘယ်လုပ်ငန်းပဲလုပ်လို့တမာရီရှိရှိနဲ့လုပ်ရမယ်နော်။ကိုလုံးနေတဲ့လုပ်ငန်းကိုအာယုအဲ့ဒီလုပ်ငန်းအာယုတစ်ခုထဲမှာစိတ်ဆိုင်ထားရမယ်။တမာရီကိုအကောင်းဆုံးဖြစ်အောင်ထားရမှာပေါ့။နော်။ဒါကိုတမာရီကြီးကြီးထားလို့ခေါ်တယ်။ တော့စိတ်ပြန်လွှင့်နေတယ်ဆိုလို့ရှိရင်ကိုလုံးတဲ့လုပ်ငန်းပေါ်မှာအာရုံမရှိဘူးစိတ်ပြန်လွှင့်နေတယ်ဆိုရင်အဲ့ဒီလုပ်ငန်းမပြီးနိုင်ဘူးစိတ်ပြန်လွှင့်နေဆိုတာကဒါတို့စိတ်လေနေတာမျိုးတွေလှုပ်ချင်စိတ်မရှိတာတွေဒါတွေစိတ်ပြန်လွှင့်နေတာပေါ့နော်ကိုလက်ရှိလုပ်နေတဲ့လုပ်ငန်းပေါ်မှာအာရုံမရောက်ဖဲနဲ့စိတ်တွေရာတခြားတွေရောက်နေတာစိတ်တွေပြန်လွှင့်နေတယ်လို့ခေါ်တာပေါ့အဲ့ဒီစိတ်တွေကိုတည်တည်ငြိမ်ငြိမ်နဲ့တမာရင်းရှိရှိနဲ့ကိုလုပ်ငန်းပေါ်မှာအာရုံစိုက်ပြီးတော့ ဒါလုပ်ငန်းတစ်ခုကိုလုပ်မယ်ဆိုရင်အဲ့ဒီလုပ်ငန်းကအဆင်ပြေပြေချိုးချိုးမွေ့မွေ့နဲ့ပြီးမြောက်အောင်မြင်နိုင်တယ်။ဒါကြောင့်ဘယ်လုပ်ငန်းပဲလုပ်လို့ကောင်းတဲ့လုပ်ငန်းကိုပြောတာနော်။ဘယ်လုပ်ငန်းပဲနော်ကောင်းတဲ့လုပ်ငန်းမှန်သမျှနော်စီးပွားရေးတို့လောကောင်းလူမှုရေးတို့လောကောင်းနော်ပဒါရေးတို့လောကောင်းဘဝအတွက်အဓိပ္ပာယ်ရှိတဲ့လုပ်ငန်းတွေကိုယ့်အတွက်ကောင်းမွန်တဲ့လုပ်ငန်းတွေလုပ်တော့မယ်ဆိုရင်အဲ့ဒီလုပ်ငန်းပေါ်မှာအာယုံဆူဆိုက်မှုရှိရမယ်။တမာတိကြီးကြီးထားရမယ်။ဒါနံပါတ်1နေတယ်။ နံပါတ်1ကဘာပြောတာလဲဆိုလို့ရှိရင်စကားနည်းနည်းပြောရမယ်။အဲလူတွေဟာတော်တော်များများကအလုံးနဲ့စကားနဲ့မညီရတယ်ရှိတယ်။အဲကိုကစကားတွေအများကြီးပြောပြီးတော့အလုံးနဲ့တသက်ပြတဲ့ခါမှာခိုင်လုံမှုမရှိတာတွေရှိတယ်။အဲလိုဆိုလို့ရှိရင်လူတော်တော်များများကိုယ့်ကိုအထင်သေးသွားတတ်တယ်။အဲကြောင့်မို့စကားကိုနည်းနည်းပြောပါ။အဲတော့ကိုယ့်ရဲ့စကားတွေကိုအလွန်အကျွံကြီးမပြောမိစေနဲ့နော်။ ကိုအာမမခံနိုင်တဲ့အရာတွေကိုလုံလုံကျွန်ကျွန်အာမခံပြောလိုက်တာမျိုးတွေဒါတွေကိုရှောင်ရမယ်။နောက်ပြီးတော့ကိုမလုံနိုင်တဲ့အရာတွေကိုလုံနိုင်တဲ့ရောင်ရောင်နဲ့ပြောတဲ့အရာတွေဒါတွေကိုရှောင်ရမယ်။အဲ့တော့စကားကိုနည်းနည်းပဲပြောပါတဲ့။စကားနည်းနည်းပြောခြင်းအပြင်ဒါကိုလုံသိင်လုံထိုက်တဲ့ပြောသိင်ပြောထိုက်တဲ့စကားကိုပြောလို့ရှင်ရင်တစ်ဖက်သူကလည်းပဲဒါကိုကိုယုံကြည်လာမယ်ပေါ့။ဒါကြောင့်မို့နံပါတ်1ကတမာတိကြည့်ချထားပါတဲ့။နံပါတ်2ကစကားနည်းနည်းပြောပါတဲ့။ အစကားနည်းနည်းပြောတဲ့အခါကျတော့စကားပြောတဲ့အချိန်ကြီးပေါ့နော်အခုမဟုတ်တာတွေပြောတယ်အနစ်မရှိတာတွေဖက်မရှိတာတွေနော်ဒါတွေပြောပြီးချိန်ကုန်ရင်အဲ့ဒီအချိန်ကြီးကနှမျောစရာကောင်းတယ်အဲ့တော့အဲ့ဟာတွေနဲ့အချိန်မကုန်အောင်လို့နော်စကားကိုနည်းနည်းပြောချင်းဖြစ်ကိုယ့်အတွက်အချိန်ကြီးအများကြီးရတယ်နော်သူများတွေနိုင်ပိုင်းစုဖွဲ့ပြီးတော့ချိန်ပြီးပြီးစကားပြောနေမယ်ဇာကိုလုတ်တင်လုတ်တဲ့လုပ်ငန်းကိုအယုံဆိုင်ပြီးလုပ်နေမယ်ဆိုလို့ရှိရင်ဒါအကျိုးရှိတယ်ပေါ့ဒါကြောင့်စကားကိုနည်းနည်းပြောပါတဲ့နံပါတ်1တမာတိကြည်ကြည်ထားပါ နံပါတ်1စကားနည်းနည်းပြောပါနံပါတ်3ကတော့အလုံးများများလုပ်ပါလူတွေပြောတဲ့အလုံးနဲ့တက်တည်ပြပါအလုံးနဲ့တက်တည်ပြပါဆိုတော့အဲ့တော့အလုံးများများလုပ်ရတယ်နော်ကိုလုံးနိုင်တဲ့ထက်ပိုးပွေးတော့ကိုစွမ်းအားမြင့်တင်ပြီးတော့လုပ်ရမယ်အလုံးလုံးချင်းသည်ဒါဘဝအတွက်မြင့်တက်မြင့်တည်ကိုဘဝကိုမြင့်တက်စေတဲ့အရာမြင့်တင်ပေးတဲ့အရာပဲဘယ်လုပ်ငန်းမဖြစ်ဖြစ်ကောင်းတဲ့လုပ်ငန်းမှန်သမျှကိုဒါများများလုပ်ရမယ်နော် အပြောနဲ့မဟုတ်ဘူးလက်တွေ့နော်ကိုယ့်လုပ်ငန်းကိုအာရုံစိုက်ပြီးတော့လုပ်ငန်းများများလုပ်ရမယ်အဲ့လိုလုပ်ငန်းများများလုပ်လို့ရှိရင်ကိုယ့်အတွက်အခွင့်အလမ်းတွေအများကြီးဖြစ်လာနိုင်တယ်အဲ့လူတွေကအပြောနဲ့အလုပ်ပဲဟာကိုပို့ပြီးတော့ဒါယုံကြည်ကြလို့ဆိုရင်အလုပ်ကိုပို့ပြီးတော့ယုံကြည်ကြပါတယ်အပြောကိုတော့ခေတ္တခဏမြသူတို့ယုံကြည်လိမ့်မယ်အောက်ရေရှည်မှာဒီလိုလုပ်လုပ်အားကောင်းလားမကောင်းလားဆိုတာကိုရေရှည်ကြလို့ရှိရင်လုပ်ငန်းကိုကြည့်ပြီးဆုံးဖြတ်တာရှိပါတယ် ါကြောင့်မို့အလုံးများများလောက်ရမယ်စကားနည်းနည်းပြောပြီးတော့အလုံးများများလောက်ရမယ်အလုံးနဲ့လောကကိုတက်တည်ပြရမယ်အဲ့လိုအလုံးနဲ့တက်တည်ပြတဲ့လူတွေကတော်တော်များများအောင်မြင်မှုကိုရကြတယ်အဲ့တော့ဥပမာလေးတစ်ခုရှိတယ်ပင်လေပင်မာတဲ့နော်သင်္ဘောပြတ်တယ်ပေါ့သင်္ဘောပြတ်တဲ့အခါမှာကိုပင်လေပင်ကပင်လေပင်နဲ့မှန်နေပြီးတော့ဒီသင်္ဘောကိုကိုဘလို့ဆွမ်းဆောင်ခဲ့ပါတယ်ဘလို့ကြိုးစားပြီးလုပ်ခဲ့ပါတယ်ဒါပေမဲ့ဒါဒီသင်္ဘောကိုကန်းဒီကတ်မလာနိုင်နေဘူးဒီလိုပြောပြီးတော့ ဒါလူတွေကိုပြောပြမယ်ဆိုလို့ရှိရင်လူတွေတိတ်မယုံဘာလို့ပင်လေပြေမှာကိုတို့เนี่ยဘာမှမသိတာအကယ်၍အိုက်တင်မိုးကန်းကိုကတ်လာနိုင်တယ်လူတွေကိုအိုက်တင်မိုးကြီးကိုကန်းကိုကတ်ပြပြီးလူတွေကိုတက်တည်ပြနိုင်တယ်ဆိုရင်ကိုပြောတဲ့စကားဟာအထိပ္ပယ်ရှိတဲ့ယုံကြည်သွားမယ်နော်ဒါကြောင့်ပင်လေပြေမှာမင်းဘယ်လိုပဲဖြစ်နေတယ်တင်မိုးကန်းကိုကတ်နိုင်ဖို့အရေးကြီးတယ်တင်မိုးကန်းကိုကတ်နိုင်လို့ရှိရင်ဒါမင်းလူရဲ့ကိုလူတွေကယုံကြည်သွားမယ်ပေါ့ဒါလည်းဒီစကားလေးတွေရှိတယ်ဒါကြောင့်လည်းမမေးဆွေများအပြောနဲ့အပြောထန်ဆန်အလုံးနဲ့တက်တည်ပြတာအရင်ကောင်းဆုံးပါပဲ ဒါကြောင့်မို့လို့အလုံးနဲ့တက်တည်ပြဖို့အတွက်တက်တည်ပြနိုင်ဖို့အတွက်ဘာလို့လဲဆိုရင်အလုံးများများလုပ်ဖို့လိုပါတယ်။ဘူပွားလည်းအိဗယ်ရှိတယ်။အချားသူတွေအတွက်လည်းယုံကြည်မှုတွေရမယ်။နော်အခွင့်အရေးတွေအများကြီးပွင့်လန်းသွားမယ်ဆိုရင်အလုံးများများလုပ်ရမယ်။ဒါကြောင့်ဆရာတော်ဖျားကြီးကဒီလူအားတွေကိုကြုံမြင်ပြီးကြိုတွေးပြီးတော့ဒါဆရာတော်ဖျားကြီးမိန့်ခဲ့တဲ့စကားပါနော်။အဲတော့တမာရီကြီးကြီးထားပါတဲ့။စကားနည်းနည်းပြောပါအလုံးများများလုပ်ပါ။ ဒါဆိုကိုဘောကရက်တီတဲ့နေရာမှာခိုင်ခိုင်မာမာရက်တီနိုင်တယ်။ဒါအခွင့်အလမ်းတွေအားလုံးပွင့်လန်းသွားလိုက်မယ်။အဲ့တော့လုပ်ငန်းမဏိသမီးအမှန်သမီးလုံနိုင်ဖို့အတွက်လည်းပဲဒီသုံးချက်ကအရင်ရေးကြည့်ပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးနော်ကုသိုလ်ရေးပဲဖြစ်ဖြစ်လူမှုရေးပဲဖြစ်ဖြစ်စီဝါရေးပဲဖြစ်ဖြစ်နော်ဘာသာရေးပဲဖြစ်ဖြစ်နော်တရားအားထုတ်တာပဲဖြစ်ဖြစ်နော်ဒီသုံးမျိုးကအရင်ကိုအရေးကြည့်ပါတယ်။ဓမ္မတွေကြည်ကြည်ထားရမယ်စကားနည်းနည်းပြောရမယ်အလုပ်ငန်းများလုပ်ရမယ် အရိသူမျိုးနဲ့ကိုဘွားကိုဒါစနစ်တကျနော်စီကံရှိရှိနဲ့ကျင့်သုံးပြီးလိုက်နာမယ်ဆိုလို့ရှင်ရေဓမ္မမိတ်ဆွေများအားလုံးဘဝကိုအတိတ်ပဲရှိရှိနဲ့ကြမ်းကြမ်းမှမှချမ်းချမ်းသာသာနဲ့ကြည်ဝတုတ်တက်နိုင်နေဆိုတာလေးကိုအရင်ကအကြံပြုပါရစေဓမ္မမိတ်ဆွေများအားလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပါစေ